မင်္ဂလာပါရှင်ဧပြီလ20ရက်တနင်္ဂနွေနေ့ရက်ရန်ကုန်ထွင်းသတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့တန်းတပင်မြို့နယ်တွင်နှစ်ဦးအထူးဓမ္မတပင်တရားပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးထန်းတမင်မြို့နယ်အမှတ်၄ရပ်ကွက် ကုမှုရာပန်းချန်တွင်နှစ်ဦးအထူးဓမ္မသဘင်တရားပွဲကိုဧပြီ18ရက်ညပိုင်းကကျင်းပရာနှစ်ဦးအထူးဓမ္မသဘင်တရားပွဲတွင် အကမဟာတက်တမစောဒီကတစားအကမဟာကမ္မဌာနာစရိယနဂရစ်တောင်ဆရာတော်ဒေါက်တာဘတ်တနာဝီတုတ်တာက နေပြန်ရောက်ကြောင်းတရားတော်ကိုဟောကြားတော်မူပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနှစ်နိုင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနဲ့တရားနာပရိသတ်များကတရားတော်နာယူကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့စင်မင်းထိုက်ကပြပူလာတာပါဆက်လက်ပြီးတင်ဆက်ပေးမှာကတော့မြို့နယ်တန်ရှင်းတာယာလှပစီရေးဆောင်ရွက်တဲ့သတင်းဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တဲတောင်ပိုင်းမြို့နယ်မြို့နယ်စီမံသားရအုပ်ချုပ်ရေးမှုဦးဆောင်ကမြို့နယ်တန်ရှင်းသားရလှပစီအတွက်ဧပြီ19ရက်နေ့နဲ့9နာရီကစူပေါင်းတန်ရှင်းရေးဆောင်ရွက်ကြကြောင်းသိရပါဗျာ။ အဲ့ဒီလိုရှင်းလင်းဆောင်ရွက်ရာတွင်65ရက်ကွယ်ပြည်တော်စုလန်းရှိအခြေခံပညာအထက်တန်းကျောင်းကွယ်အမှတ်ခွနစ်အခြေခံပညာအလယ်တန်းကျောင်းဝင်အတွင်းတစ်ပင်ချုံတွင်များအမိုက်များရှင်းလင်းခြင်းရေမြောင်းများမှအမိုက်များစေခြင်းအုံမိုးတစ်ပင်ကိုင်းများခုတ်တွင်ရှင်းလင်းခြင်းအပိတ်စေခတ်ခြင်းနှင့်ကျမ်းမာရေးအသိပညာပေးလက်ကမ်းစာဆောင်ဝင်းကကျင်းတို့ကိုစာမျက်ကြာကြောင်းနဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များလာရောက်ကြည့်ရှုအားပေးကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့တန်တန်းအေးကပေးပို့လာတာပါ။ ထပ်မံတင်ဆက်ပေးမှာကတော့တကုံမျိုးသစ်တောင်ပိုင်းမြို့နယ်တွင်တပ်ဥများဈေးနှုန်းချူတာစွာဖြင့်ရောင်းချတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတကုံမျိုးသစ်ခရိုင်တကုံမျိုးသစ်တောင်ပိုင်းမြို့နယ်တွင်ပြည်သူများဈေးနှုန်းချူတာစွာဖြင့်အလွယ်တကူဝယ်ယူနိုင်၏အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲနှင့်မြို့နယ်စီမံသားရအုပ်ချုပ်ရေးမှုယုံအဖွဲ့တို့မှကြီးကြပ်ပြီးဝန်ထမ်းများကလူစီကားရာနေရာများတွင်ကျပ်ဥများဈေးနှုန်းချွတ်သားစွာဖြင့်နှိမ့်စင်ရောက်ချပြီးလျက်ရှိရာဧပြီ16ရက်နေ့နက်9နာရီကမြန်မာ CP Livestock Company Limited မှကျပ်ဥအလုံး14000ကျော်ဖြိုဟင်းကျပ်ဥတိုင်းမှကျပ်ဥအလုံး2000ကို58ရက်ကွက်တကုံသီရိဈေးနဲ့80ရက်ကွက်မဟာဗန်နုလာလမ်းများတွင်ကျပ်ဥတစ်လုံးနဲ့365ကျပ်နှုန်းဖြင့်ရောက်ချပြီးကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့တန်တန်းအေးကပေးပို့လာပါ thank you